အားလုံးပဲမင်္ဂလာပါဗီဒီယိုရေမှာကြိုးစားပါတယ်ကျွန်တော်မနောပေးတယ်ဆရာကျွန်တော်ကလေးမွေးရလေးရွေးချယ်ခြင်းလို့ပါလေးမရေးချချက်ရှိတယ်တာတာလေးရအောင်တခြားလေးရွေးချယ်ပေးတော့ဆရာ ကောင်းဆုံးဘေးရှင်ပညာရဲ့နဲ့တွေ့ပြီးတော့ဆရာစသဖြင့်မင်းများမှာကျွန်တော်စီကလေးမွေးရဲ့ရွေးချယ်ခြင်းရေနော် ကျွန်တော်တက်သမြပညာခန်းနေနဲ့အကုန်လုံးတွေ့ချက်ပြီးရွေးချယ်ပေးပါလေပြီးရင်များသူကနားလေလောက်တယ်မဟာဘုပညာခန်းနဲ့ခြားပညာခန်းနေနဲ့ခြားပြလေးရှိတာပါပဲများသူကနားမလည်နိုင်လောက်တဲ့ပညာခန်းနေကျွန်တော်ပေါ်ပြပါဘူး သူတို့တွေလည်းဒါမျိုးတွေသိကြံကြမှာမဟုတ်ပါဘူးကျွန်ုပ်မဘာဖြစ်လို့လဲဒီလိုပါဆရာကျွန်တော်ကမိဘဘုံနည်းနည်းဆိုးခဲ့တော့ကျွန်တော်ရလာတဲ့သာသမီလေးကျွန်တော်ကိုပြန်ဆိုးมาကြောက်နေတာပါဆရာကိုဘသာပြန်ပြန်မေးကြည့်နေတာဆရာဘာနဲ့တူတဲ့သာသမီငါမလို့ခြင်းဘူးလားဘာကြောင့်မလို့ခြင်းတာလဲစသဖြင့်ပေါ့လေ ီလူပြောနေတာတွေကလည်းဟုတ်ပါလေကိုနဲ့တူတဲ့သားသမီးရကျင်ဘူးလားမရကျင်ဘူးလားအိမ်လောင်ကြသည့်သူဖြစ်စီအိမ်လောင်မကြသေးတဲ့သူဖြစ်စီကိုဘက်သာပြန်ပြီးမိကုံးထုတ်တင်ပါဒါမှလည်းကိုမိဘဘောပြုမှုဆက်ဆံပုံတွေက ပြောင်းလဲလာမှာဖြစ်ပါသည်ဝတ်ဆိုတဲ့မျိုးကအော်တိုလဲတာဆိုတော့ကျွန်ုပ်ပါအေးပါဗျာကျွန်တော်ဘက်ကအကောင်းဆုံးရွေးချယ်ပေးမှာပါသိတယ်ဆိုရင်မနေပါနဲ့ ခုချိန်ညအနေနဲ့မိဘပေါ်ပြန်ပြီးတည်တဲ့ရင်ချိန်မီပါသေးတယ်။တချို့တွေးခဲ့ဘူးပါတယ်။သူတို့ကိုယ်တိုင်ကမိဘပေါ်စိုးစမ်းခဲ့ပေမဲ့ဒါဆိုသမီးတို့ရထားသူတွေတချို့ဆိုကြရင်မိဘပေါ်မစိုးစမ်းခဲ့ပေမဲ့ဒါဆိုသမီးတို့ရထားသူတွေအများကြီးပါပဲ။မိဘပေါ်စိုးတန်းခဲ့ပေမဲ့ဝတ်မလဲဘူးပြောတာမဟုတ်ဘူးနော်။ဝတ်ဆိုတဲ့မျိုးကဒီဖက်မလဲရဲ့ ခြားတစ်ဖက်ကလည်းဘို့အော်တိုစောင့်နေပါလိမ့်မယ်။ကဲညာပို့စရာရှိတဲ့ချက်လက်တွေပို့ပေးပါလို့ပြောလိုက်ပါ။ခုကတော့မိဘလှုပ်ချင်းနေတာပါဆရာ။မိမရပြီကဒီကမိဘကုံထောက်ပံ့ပါတယ်ဆရာ။ဖခင်အော်အော်တနင်္ဂနွေသားပါ။မိခင်ကမျက်မျက်တနင်္ဂနွေသမီးပါပဲဆရာ။ဆရာဝန်ခမန်းရက်က 12ရက်9လပိုင်း2025မှာ18ရက်9လပိုင်း2025အတွင်းပါဆရာကျွန်တော်တို့အားသားလေးအတွက်မဟာဘုပညာနဲ့ကလေးမျိုးရဲ့ရွေးချယ်ကြည့်ကြပါသို့တတိယရက်2025 9လပိုင်း15ရက်နေ့နေ့လယ်တနာရီမှ2နာရီအတွင်းမွေးဖွားရင်ရွေးချယ်ရမှာဖြစ်ပါတယ် အဲ့ဒီနေရာမှာဘုပညာရနှစ်မှာဘုရတိကျွင်မွေးနံကြတာပြိတိပတိလာမှာဘုရနှစ်ကျွင်မွေးနံကြတာပြိနယနာရက်မှာဘုရငါးကျွင်မွေးနံကြတာပြိဘင်းကနိုင်မှာဘုရ6ကျွင်မွေးနံကြတာပြိရာသာဖြစ်ပါဒုတိယရက်အနေနဲ့ကတော့2025 9လပိုင်း16ရက်နေ့ မနက်9နာရီမှ10နာရီတွင်မွေးဖွားရန်ရွေးချယ်မှာဖြစ်ပါတယ်။အဲ့ဒီနေရာမှာဘုပညာရနှစ်မှာဘုရတိကျွင်မွေးနံတောက်ကြရတာလာမှာဘုရနှစ်ကျွင်မွေးနံတောက်ကြဒီပတိရက်မှာဘုရ6ကျွင်မွေးနံတောက်ကြပင်ကနာရီမှာဘုရတိကျွင်မွေးနံတောက်ကြရတာဖြစ်ပါတယ်။ပရမကောင်းသူရက်ကတော့2025 9လပိုင်း 18ရက်နေ့မနက်9နာရီမှ10နာရီတွင် မွေးဖွားရန်ရွေးချယ်မှာဖြစ်ပါအဲ့ဒီနေ့ရမှာဘုပညာရနှစ်မှာဘုရတစ်ကျွင် မွေးနစနေထုံလာမှာဘုရနှစ်ကျွင် မွေးနစနေရတာရမှာဘုရ3ညကျွင် မွေးနစနေပင်ကနာရီမှာဘုရတစ်ကျွင် မွေးနစနေထုံဖြစ်ပါအားလုံးမိတ်ဆွေများ 选那前面家吧，呀。